အမျိုးသမီးတွေကိုရှာထားတဲ့ငွေကိုကိုကိုတိုင်းသုံးရမယ်လှအောင်နေရမယ်အဲကောင်းကောင်းလေးစားတောက်ရမယ်ပတ်စံကိုစုရမယ်ငွေကိုပွားရမယ်ရင်းမြုပ်နှံရမယ်ပေါ့နော်အဲဒီထဲမှာမှာကိုကိုကိုရင်းနှီးမြုပ်နှံမှုကအကောင်းဆုံးပဲဖြစ်တယ်အဲအဲ့ထဲမှာမှာပေါ့နော် ကျမ်းမာရေးဂယူဆိုက်ရမယ်ကျမ်းမာရေးဒါမကောင်းဆိုလို့ရှင်ကိုငွေတွေလက်မရှာနိုင်ဘူးအလုပ်တွေလည်းဆက်မလုပ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့စီးယုံကတင်ကကတင်ထဲမှာဆိုလို့ရှင်တော့ဈေးအကြီးဆုံးဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့မဖြစ်မနေအမျိုးသမီးဆိုတာကိုယ့်ရဲ့ကျမ်းမာရေးကိုဂယူဆိုက်ရမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီလိုမျိုးပေါ့နော်ကိုကအမျိုးသမီးတွေဆိုတာနော် ဟိုသွေးမဆုံးမချင်းပေါ့နော်အသက်ရွယ်တစ်ခုမရောက်မချင်းဒီဟာရာသီကပုံမှန်လာနေမှာပေါ့နော်တလားတစ်ခါလာမှာအပြူဝင်အပြူဖုံဝင်ချမ်းနေပြီးတော့မှသွေးဆုံးတဲ့အချိန်အဲ45 90လောက်ထိရတာပုံမှန်လာမှာဖြစ်တော့တော့ကြောင့်မလို့အာအမျိုးသမီးတွေကရာသီပုံမှန်မလာအောင်ဆိုလုံးဝမပော့ပါနဲ့ဂယုစိုက်ပါနော်ဒီလိုမျိုးဗီဂျီနီတိုင်ဆေးလေးတွေတောက်ပေးလို့ရရယ်နော်ဘာလို့လဲဆိုလို့ရှိရင်ရာသီပုံမှန်မလာဘူးဆိုလို့ရှိရင် PCOS ဖြစ်တတ်ပါတယ် အဲဒီမှာနော် PCO ကဖြစ်တတ်ပါတယ် PCO ကဘာကြောင့်ဖြစ်တာလဲဆိုလို့ရှိရင်ရာသီမမှန်တာတွေရာသီထိန်တာတွေစသဖြင့် G8 တဲတာတွေတိမ်ထဲမှာသွေးလုံးအသားလုံးတဲတာချိုကလက်စစ်စသဖြင့်အဲ့ဒါတွေဖြစ်တတ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့အမျိုးသမီးတိမ်ကျမ်းမာရေးဖြစ်စစားဟော်မုန်းထိန်ညှိစေလေးကိုပုံမှန်လေးတရက်ကိုနှလုံးနှလုံးတောက်ပြရမှာဖြစ်တယ်နော်ဒါလေးတောက်ပြရမှာဖြစ်တယ်အဲဒါလေးမှဆိုလို့ရှိရင်ဒီအပန်းရောင်လေးကကိုလာဂျင်ဖြစ်တယ်ကိုလာဂျင်ဖြစ်တဲ့အတွက်ကြောင့်မလို့အသားရေအမ် ခြောက်နေတဲ့သူတွေအတိုင်းမကြည့်တဲ့သူတွေပေါ့နော်အဲအဲ့လိုမျိုးဆိုလို့ရှိရင်နောက်ပြီးတော့အိမ်နောက်တွေဆိုလို့ရှိရင်တားစီရဲ့ဆူကြိုးကြောင့်အဲအဲ့လိုအတိုင်းမွေးချောက်ချောက်ဖြစ်တာတွေအဲ့လိုမျိုးတားစီရဲ့ဆူကြိုးကိုတတ်တားစီတယ်နော်အပြူတွေဆိုလို့ရှိရင်လည်းယာတီပုံမှန်လာပြီးတော့မှယာတီလာတဲ့အခါမှာဘိုင်းအောက်တောင်တတ်တားစီတယ်ယာတီလာတဲ့အခါမှာအမျိုးသမီးတွေတအိမ်တွေကညှစ်ချတယ်ပေါ့နော်အဲဒီတအိမ်ထဲမှာရှိတဲ့ ထူနေတဲ့တိတ်နေရံကိုသူကတိတ်ကညှစ်လိုက်ကျုပ်လိုက်ဆန်းလိုက်ဖြစ်တာဖြစ်တာတရားမလို့ဘိုင်းအောက်တာတွေဖြစ်တယ်အဲ့ဒီတော့ကြမလို့ဒီလိုမျိုးဆေးလေးတွေတောက်ပေးပါပြစ်ဆက်စာဆေးကိုတောက်ပေးတဲ့နော်အာကိုကအာကိုတိုင်းကြုံတွေ့ရတာပါနော်ကိုကဘာလို့တောက်ပေးလဲဆိုလို့ရှင် မတောက်တဲ့လားဆိုလို့ရှင်ဘိုက်ဘိုက်အောင်ရာသီလာတဲ့အဲ့ပထမရက်ပေါ့နော်ပထမရက်တပိုင်းလောက်ပေါ့နော်မနက်တပိုင်းအဲ့လိုမျိုးဘိုက်အောင်တယ်အဲ့ဒီတွက်ကြောင်းမလို့ပေါ့နော်နောက်တော့ခါနာရာဒီစီစက်ကြိုက်တယ်လို့လို့ပါတယ်လို့လို့အဲ့လိုမျိုးဖြစ်တယ်ဒါအမျိုးသမီးရဲ့တဘာဝတွေပေါ့နော်ဒီတဘာဝတွေကိုတတ်တာချင်းနေဆိုလို့ရှင်ဒီလိုမျိုးဗီဂျင်နီတိုက်ရင်ဆေးလေးကိုတောက်ပေးပါနော်အိမ်နောက်တွေဆိုလို့ရှိရင်လည်းရာသီမလာဘူးဆိုလို့ရှိရင်ပုံမှန်မလောက်ကြပါနဲ့เนาะဒါစီရဲ့နောက်ဆက်တွဲဆူဂျိုးအနေနဲ့ခလေး မရတဲ့အထိလည်းဖြစ်တတ်တယ်နော်နောက်ပြီးတော့မှဒီတဲ့အိမ်နဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်တယ်ပေါ့နော်။အဲတဲ့အိမ်ထဲမှာသွေးရမဆင်းဆိုလို့ရှိရင်သွေးတွေကျန်ပြီးတော့မှအဲတဲ့အိမ်ထဲမှာပြဿနာတွေဖြစ်တယ်ပေါ့နော်။အဲ့လိုမျိုးအားကြောင့်မလို့ဒါလေးကိုအပြုတ်ဖောင်းဝင်ချမ်းနေပြီးတော့မှအသက်80ပေါ့နော်။အသက်ကြီးတဲ့ချိန်ထိတောက်ပြီးလို့ရတယ်။ဒီထဲမှာဆိုလို့ရှိရင်တော့ဂျင်းဆန်နွင်ဂျင်းနဲ့ပါတယ်ပေါ့နော်။တော့ဂျင်းပါတာဖြစ်တတ်တဲ့ကြောင့်မလို့ ဖိန်းဆိုတဲ့နှာကျင်မှုပေါ့နော်ရာသီလာတဲ့ခါမှာနှာကျင်မှုတောင်တက်တာစီတယ်ဆနွေးကလည်းအမျိုးသမီးရဲ့ကျန်းမာရေးကိုကောင်းမှုစီတယ်ဒီထက်မှတဘာဝပစ္စည်းကိုမျိုးနဲ့ပြုတ်လောက်ထားတာဖြစ်တတ်ကြောင်းမလို့ရုပ်စိတ်ချစာနဲ့တောက်ပြီးလို့ရတယ်သူကကြတော့ထောက်ခံချက်ဆံဝန်ထောက်ခံချက်တွေအပြည့်အဝရရှိထားတာဖြစ်တတ်ကြောင်းမလို့ပေါ့နော်အာတေချာလေးရုပ်စိတ်စာတောက်ပြီးလို့ရတယ်ထိုင်းမလေးစင်ကာပူမြန်မာနိုင်ငံအကုန်ပို့တယ်နော် ထိုင်းဆိုလို့ရှိရင်တော့350ဘတ်မြန်မာဆိုလို့ရှိရင်တော့4200ဘတ်ဖြစ်တယ်လိုချင်တဲ့ဆိုလို့ရှိရင်တော့မူလရေးစီပီမှာတည်တည်လိုက်ရပြီးတော့ဆွေးနွေးမြင်နိုင်နေတော့ကျေးဇူးတင်ပါတယ်ရှင်မူနေလေ